thank uh you -huh. မင်္ဂလာပါရှင်ခစ်တနျူးစ်ကနေသတင်းလေးကိုတင်ဆက်ပေးပါမယ်ငတ်ကင်မရရင်ငတ်တိုက်ကိုဖြိုပြင်းမယ် FPP drone ဒါမှမဟုတ်ခစ်တစ်စစ်ပွဲတွေရဲ့အဓိကလက်နက်တစ်ခုဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်လက်ရှိမှာဖြစ်ပွားနေတဲ့ခစ်တစ်စစ်ပွဲတွေမှာငွေကြေးကုန်ကျမှုများတဲ့တိုက်လေရင်တွေအခမ်းကဏ္ဍကအရေးပါနေစေဖြစ်ပေမယ့်ငွေကြေးကုန်ကျသက်သာပြီးကင်တွေရတာလွယ်ကူတဲ့ FPP drone တွေရဲ့ကဏ္ဍကလည်းအလွန်အရေးပါလာပြီးအထူးသဖြင့်ပြည်ပခဖြစ်ရာဒေသတွေမှာအပြိုင်ဆိုင်အသုံးပြုလာကြပြီဖြစ်ပါတယ် FPP drone တွေကငတ်ကင်မရရင်တောင်ငတ်တိုက်တွေကိုဖြိုနိုင်နေစွာ ာ FPV drone တွေကိုအသုံးပြုပြီးယူကရိန်းကရုရှားကိုတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်ကမီးမောင်းထိုးပြနေပါတယ်။အဲ့ဒီတိုက်ခိုက်မှုကယူကရိန်းကရုရှားရဲ့မဟာဗျူဟာပုံကျဲလေယာဉ်တွေအပါအဝင်လေယာဉ်၄၀တစ်စင်းကိုဖျက်ဆီးနိုင်ခဲ့တယ်လို့နိုင်ငံတကာသတင်းတွေကဖော်ပြနေပါတယ်။ပစ္စည်းမှုတွေထဲမှာရုရှားရဲ့ဗျူဟာမြောင်စစ်လေယာဉ်တွေဖြစ်တဲ့ TU-95 TU 22M ဘုံးကျဲလီယင်တွေနဲ့ M50 ထောင်လိုင်းလီယင်တွေပါဝင်ပြီးရုရှားအနေနဲ့ဒေါ်လာ9ဘီလီယံရူရို6.18ဘီလီယံခန့်ဆုံးရှုံးခဲ့ရတယ်လို့ဆိုကြပါတယ်။ယူကရိန်းသမ္မတဇယ်လန်စကီကတော့ဒီစစ်စင်ရေးကိုအချိန်တစ်နှစ်ခွဲခန့်ကြိုတင်ပြင်ဆင်ခဲ့ရတာဖြစ်တယ်လို့ထုတ်ပေါ်ပြောဆိုထားပါတယ်။ယူကရိန်းစစ်တပ်ကနိုင်ငံတွင်းလီယင်ကွင်းတွေမှာ FPV ဒရုန်းတွေကိုညံရီတူ AI စနစ်ထည့်သွင်းလေ့ကျင့်ခဲ့ပြီးလက်တွေစစ်မြေပြင်မှာအစိုးရဒရုန်းတွေကိုပစ်မှတ်တွေစီအချိန်နဲ့အသေးခံတိုက်ပင်တို့တိုက်ခိုက်ဖျက်ဆီးစေခဲ့တာဖြစ်တယ်လို့ယူကရိန်းမီဒီယာတွေကဆိုပါတယ်။ ိန်ဒရုန်းတွေကိုတစ်သားကွန်တိန်နာတွေနဲ့ထည့်သွင်းကပြတ်မှတ်ဒီအနည်းတီကုန်ကားတွေကိုမောင်းနှင်စေခဲ့ပြီးမှတိုက်ခိုက်ခဲ့တာဖြစ်တဲ့အတွက်ရုရှားရဲ့လေကြောင်းရန်ကာကွယ်စနစ်အလုံးမဖြစ်တော့ဘူးလို့ဆိုကြပါတယ် FPP ဆိုတာ First Person View လို့ဆိုလိုတာဖြစ်ပြီး smartphone tablet တွေနဲ့ screen ကိုမြင်ကွင်းတွေကိုမြင်ရတာမျိုးမဟုတ်ပဲ FPP Google တွေတက်စင်ပြီး drone နဲ့ဝင်ထိုင်နေရတဲ့လိုမျိုးမြင်ရတယ်လို့မြင်ရတာကို First Person View လို့ခေါ်တာဖြစ်တယ် လွန်ခဲ့တဲ့နှစ်တွေမှာတော့ drone ဝါသနာရှင်တွေက FPV drone တွေကိုအပြောင်းအလဲ drone ပြိုင်ပွဲတွေမှာအသုံးပြုခဲ့ကြပြီးကင်မရာတွေနဲ့ drone နည်းပညာတိုးတက်လာတဲ့အခါမှာတော့ရှိုက်ကူးကြီးတွေမှာပါ FPV drone တွေကိုသုံးလာခဲ့တာဖြစ်ပါတယ်။တမန်ရိုးကြ drone နဲ့မတူတဲ့ FPV drone တွေရဲ့အသာချက်တွေကတော့ပြန်တမ်းရလွယ်ကူအောင်အန္တရာယ်ကင်းအောင်ထိန်းထားတဲ့စနစ်တွေကိုပိတ်ထားပြီးမောင်းနေသူက drone ကိုစိတ်ကြိုက်ထိန်းချုပ်လို့ရတာကြောင့်အရေးပေါ်အခြေအနေတွေမှာအချိန်နဲ့ရုပ်တရက် ကိုရာဂျွန်းတိုးရာမျိုးတွေကိုလှုပ်ဆောင်လို့ရတာပဲဖြစ်ပါတယ် FPP drone တစ်စင်းကိုကျွမ်းကျွမ်းချင်းချင်းမောင်းနေနိုင်ဖို့ဆိုရင်လေးချင်းချင်းဟာလားနဲ့ချီပြီးလို့အမှားဖြစ်ပါတယ်လက်ရှိအချိန်မှာငွေကုန်ကြေးကျများပြီးဝယ်ယူရခက်ခဲတဲ့လင်းရင်ပြည့်လက်နက်တွေထပ်ဆိုင် FPP drone တွေကိုဘယ်လိုအကျိုးရှိရှိအသုံးချမလဲဆိုတာလေ့လာပြင်ဆင်နေကြောင်း တော်လိုင်းအဖွဲ့အချို့ကဆိုပါတယ် FPV drone တွေကဒဇင်းကိုဒေါ်လာ900တထောင်လောက်နဲ့စတင်ဝယ်ယူနိုင်တာကြောင့်ဈေးတက်တာတယ်ပြောနိုင်တယ်ပြမျက်တွေကိုတိတိကျကျတိုက်ခိုက်နိုင်တယ်ဒါကြောင့်ခုဆိုရင်စစ်ပွဲအတွင်းထိခိုက်ပျက်စီးမှုတော်တော်များများက FPV drone တွေကြောင့်ဖြစ်လာတယ် FPV drone တွေပြမှတ်ထားတာမှာခြေလင်းစစ်တီတန်ချက်ကရင်ဘန်ကာလီကျောင်းကာကွယ်စနစ်တွေသာမကအချင်းချင်း အနိုင်ပြန်တန်းရဟန်းရင်တွေအထိပါဝင်နေပါတယ်။အားနည်းချက်တချို့ရှိပေမဲ့ဒေါ်လာ900တထောင်လောက်သုံးပြီးတင်းဖြတ်ပဲ့ထိန်ဒုံးကြီးတွေလို့စွမ်းအင်မျိုးရနိုင်တာကြောင့်အင်မတန်အသုံးဝင်တဲ့လက်နက်စစ်တစ်ခုစနစ်တစ်ခုဖြစ်လာနိုင်ပါတယ်လို့စစ်ကောင်စီထံကနေသိမ်းပိုင်ရရှိတဲ့လက်နက်တွေရဲ့အသုံးဝင်ပုံနဲ့ဆက်ဆက်တဲ့အကြောင်းအရာတွေကိုမျှဝေနေရှိတဲ့ Technical Reporter 2.0က FVB ဒုံးရဲ့အသုံးဝင်ပုံတွေကိုသတင်းဌာနကိုပြောပါတယ်။ အခုဆိုရင်တော့ရုရှားယူကရိန်းစစ်ပွဲတင်မကပဲမြန်မာနိုင်ငံကတော်လိုင်းတပ်ဖွဲ့တွေနဲ့စစ်ကောင်စီကြားတိုက်ပွဲတွေမှာလည်းနှစ်ဖက်စလုံးက FPV ဒရုန်းတွေကိုတွင်တွင်ကြကြအသုံးပြုလာမယ်လို့ခန့်မှန်းမှုတွေလည်းရှိလာပါတယ်။၂019စစ်စင်ရင်မှာဒရုန်းတံကိုအလူးလဲခံခဲ့ရတဲ့စစ်ကောင်စီကလည်းသူတို့ရဲ့ဒရုန်းစွမ်းရည်မြင့်တင်လာတာကိုရှေ့နှန်းစစ်မြေပြင်တွေမှာတွေ့မြင်လာတာမို့တော်လိုင်းဖွဲ့တွေအနေနဲ့လည်း FPV ဒရုန်းနဲ့ဒရုန်းနည်းပညာတွေကိုပို့ပြီးအားစိုက်တဲ့လို့ပညာရှင်တချို့ကအကြံပြုပါတယ်။ Technical Reporter 2.0ကဆက်လက်ပြီးတော်လိုင်းဒရုန်းတွေမှာလည်းတိတ်အများကြီးတော့မဟုတ်သေးဘူး။ FPV drone သုံးနာရီရှိပြီးသားပါဒါပေမဲ့သုံးတဲ့ဖြစ်စဉ်တွေကိုလူလူကိုချပြလို့မရသေးတဲ့သဘောမျိုးတွေ့ရမှာပါ online ပေါ်ပြန့်နှံ့လာတဲ့ video ကလေးအရာဗမာမှာပြတ်ကျသွားတဲ့စာကစား MI70 ရဟင်ဆိုရင် KIA ပူပေါင်းတပ်ဖွဲ့ဝင်တွေက FPV drone အသုံးပြုပြီးတိုက်ခိုက်ခဲ့တာလို့ပြောလို့ရပါတယ် FPV drone အတွက်လိုအပ်တဲ့ပစ္စည်းတွေကတာမန်အရက်သားဝယ်လို့ရတဲ့ပစ္စည်းတွေဖြစ်ပြီးမြေကြီးအခက်ခဲရှိတဲ့မြန်မာပြည်ကတော်လိုင်းဖွဲ့တွေအတွက်ကတော့ဈေးကြီးနေအောင်မှာပါဒီလိုဈေးကြီးနေတဲ့အတိုင်း FPV drone တွေဆိုတာတော်လိုင်းဖွဲ့တွေအားဆိုင်တဲ့ကဏ္ဍတစ်ခုလို့မြင်ပါတယ် NUG နေနဲ့လည်းကန့်သက်ချက်တွေများတဲ့လင်းရင်ပစ်ဆိုတာတက် FPV drone လို့ သုံးနိုင်ဖို့ပုံမအားဆိုင်တဲ့လို့အကြံပြုပြောဆိုပါရယ် FPV drone တွေဟာအညာမှာပုံကျဲနေတဲ့စက်တက်လေရီလေးကိုတာမကစစ်ကောင်စီရဲ့ဘန်ကာရီတန်ချက်ကရှင်တွေထိပါထိထိရောက်ရောက်တံပြန်တိုက်ခိုက်နိုင်စွမ်းရှိတာဖြစ်ပါရယ်ဒါမှ FPV drone တွေပြင်စစ်ကောင်စီရဲ့ဂျမရီကိုဖျက်ဆီးပြီးတမန်ရွကြ drone တွေဝင်လာနိုင်အောင်လမ်းကြောင်းဖွင့်ပြီးတဲ့နေရာမှာ fiber optic FPV drone တွေကိုအနာဂတ်မှာအသုံးပြုလာနိုင်တယ်လို့ဆိုပါရယ် လင်းရင်ပြစ်တယ်ဆိုတာကနိုင်ငံပေါင်းစုံကထိန်းချုပ်ထားတဲ့ဆက်လက်နက်ပစ္စည်းဖြစ်တာကြောင့်ရရှိဖို့မလွယ်ကူနိုင်ပါဘူး။ရမယ်ဆိုရင်လည်းတိုက်ပွဲချိန်ခွင်ရှာကိုပြောင်းပေးနိုင်လာအောင်လုံလောက်တဲ့အရေးအတွက်မရနိုင်တာသိကြပါရယ်။ဒါကြောင့် drone ဤပညာကိုပို့ပြီးအားစိုက်တဲ့လို့မြင်ကြောင်းဆိုပါရယ်။အထောအပြင်ခစ်တစ်စပွဲတွေမှာ FPV drone တွေကအရေးပါတဲ့နေရာကိုတိုးဝင်နေတာဟာအသေးချာပဲဖြစ်ပါရယ်။တော်လိုင်းအဖွဲ့တစ်ခုရဲ့ drone တပ်ဖွဲ့ဝင်တယောက်ကတော့သူတို့ရဲ့စစ်ကောင်စီတပ်အကြား drone ပြိုင်ဆိုင်မှုပုံမုံမြင့်တက်လာနိုင်ပြီမယ့်စိတ်အားထက်သန်ပြီးတော်လန်လူငယ်တယောက်အနေနဲ့ငှက်ကင်ကိုမရရင်ငှက်တိုက် ကိုတော့ရအောင်ဖြိုဖျက်သွားမယ်လို့ပြောဆိုခဲ့တာဖြစ်ပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့တောင်ကြီးရင်ထိန်ဒုတိယရှေ့မှုနဲ့ရွှေတောင်အုပ်ချုပ်ရေးပေါင်းပြီးငွေညစ်နေတဲ့အကြောင်းတင်ဆက်ပေးပါမယ်။တောင်ကြီးမြို့တက်တော်ရရှိရှမ်းတောင်အမှတ်ဆက်ရှင်ရင်ထိန်ဒုတိယတပ်ခွဲမှုရုံမှ၃ပွင့်နဲ့ဒူရဲမှုစီသူကမြို့နယ်ပြူစောတိခေါင်းဆောင်ရွှေတောင်ရက်ွက်အုပ်ချုပ်ရေးမှုဦးတန်းရွှေနဲ့ပူးပေါင်းပြီးငွေရစီတုံးဆွဲသူတွေနဲ့လိုင်းစင်မဲ့ရှင်တွေကိုဖမ်းဆီးပြီး၎င်းတို့စိတ်ကြိုက်တောင်းရတဲ့ငွေရမှသာပြန်လွတ်ပြေးကြောင်းသိရပါရတယ်။တောင်ကြီးမြို့နယ်ပြူကောင်းဆောင်ဦးတန်းရွှေကရွှေတောင်ရက်ွက်အတွင်းဘက်ရှိနေရာတွေမှာမ ွေးရစီ30တူတွေကိုဖမ်းဆီးတယ်လို့၎င်းတို့ရဲ့ကားဆိုင်ကယ်တွေကိုဒုတိယရေမှုစီသူကတင်စီထားကြောင်းအဲဒီနာဦးတန်းရွှေမမီသားစုဝင်နေထိုင်ဆက်သွယ်ပြီးငွေတောင်းခံခြင်းကိုနေ့စဉ်နဲ့များပြုလုပ်လျက်ရှိကြောင်းရွှေတောင်ရက်ကွက်မှာနေထိုင်သူများထံမှသိရပါဗျာ တန်းရွှေကဒီရွှေတောင်အောက်ထဲသွားတဲ့ဈေးသမားတွေကိုကိုယ်စင်ပြီးဖမ်းတာအဲ့ဒီရောက်မှဆေးရောက်တဲ့ကောင်တွေတင်ရမှာ90လောက်ကသူ့လူတွေပဲအဲ့ဒါကိုသွားဝယ်ရင်တခါတည်းဖမ်းထားတယ်မိသားစုကိုဖုန်းလမ်းဆက်ပြီးပတ်စံညစ်တယ်သိန်း100လောက်ထိတောင်းလာတော့ရှိတယ်ကားပိုင်ကားသိန်းနဲ့ဆိုင်ကယ်ပိုင်ဆိုင်ကယ်သိန်းနဲ့မသိန်းစီချင်းသူ့တောင်းတလောက်ပေးရတယ်မပေးရင်အဲ့ဒီသိန်းထားတာတွေကိုသူယူပြီးလူကိုထောင်ချတယ်လို့ရွှေတောင်ရက်ကွက်မှာနေထိုင်သူတအုပ်ကဆိုပါတယ်တချို့မှာဖမ်းဆီးခံရတော့လဲဝင်းရည်စီ3ဆွဲချင်းမရှိတယ်လို့ရောင်းချခြင်းလည်းမရှိပေမဲ့၎င်းတို့တောင်းတဲ့ငွေပမာဏမပေးနိုင်မှာကဝင်းရည်စီလက်ဝဲတွေးရှိ မှုမြောင်အကွက်စင်ဖမ်းဆီးကြောင်းလည်းသိရပါဗျ။တကယ်လို့9ယောက်ဖမ်းမိရဲ့ဆိုပါဆို9ယောက်မှာ1ယောက်ကမပြီးနိုင်အဲ့ဒီတယောက်ကိုကျန်တဲ့4ယောက်ရဲ့စီလုံးအီအတွက်ကိုထိပောင်းပြီးရုံးတင်နေရုံးမာတာပေါ့လူပုံကိုကြည့်ပြီး၁၀သိန်းသိန်း၂၅သိန်းစပြီးတော့တောင်းလာတယ်လို့ပြီးတော့ပါရာအကုန်သိမ်းတယ်လို့အဖမ်းခံရဘူးသူတအုပ်နဲ့နှိစက်တဲ့သူကပြောပါတယ်။ ဒူရဲမှုစီသူတောင်ကြီးရုံးကိုရွှေ့ပြောင်းတာဝန်ကြဆင်း2023ခဲကပြူကောင်းဆောင်တန်းရွှေနဲ့ပူပေါင်းငွေညစ်တာနှစ်နှစ်ခန့်ရှိပြီဖြစ်ကြောင်းဒေသခံတွေကပြောပါရယ်၎င်းရဲ့ဇနီးမှာအရှိပိုင်းတိုင်းစစ်ဌာနချုပ်မှာပူကြီးဖြစ်တဲ့အတွက်တိုင်ကြားခြင်းမပြုလို့ရခြင်းဖြစ်ကြောင်းလည်းသိရပါရယ် လိုင်စင်မဲ့ယင်တွေကိုဖန်ဆီးဖို့အထက်မှစီမံညွှန်ကြားမှုတွေမရှိတော့လဲဒီဇိုင်းမမတ်တအူတဲ့ဖန်ဆီးတတ်တဲ့တူရဲမှုစီသူကလိုင်စင်မဲ့ AD van ကားစီးနေပြီးဌာနဆိုင်ရာရှာတူးဝန်ထမ်းကြီးတွေကိုလည်းကြောက်ရွံ့နေရသူဖြစ်ပြီးတာမန်ပြည်သူတွေကိုတော့ရိုင်းဆိုင်စွာမချင်မငန်းဆက်ဆံပြောဆိုတတ်ကြောင်းနီးစက်တဲ့သူတွေစီကတီးရပါတယ်သူစီးနေကြဝတ်တောက်ပြီးတော့ဝတ်တောက်တွေပတ်ဖန်းနေတာစီမံချက်နဲ့ဆိုပြီးငွေနဲ့ပြင်းပြထုတ်ပေးနေတာတဘာဝကြလာပြီးတော့နောက်တစ်ခုကအုတ်ထုတ်ဖန်းခံရကားဖန်းခံရပြည်သူတွေကိုအော်ဟင်းငေါက်ပါတယ်သူလက်အောင်ငယ်သားတွေကအစား မတန်တယ်လို့ဆက်ဆန္နာပါရဆိုင်ရာတွေဆိုရင်ကြားတိတ်ကြောက်တာလို့ပြောပါတယ်။ပြူစောတီကောင်းဆောင်ရွှေတောင်အုပ်ကြီးတန်းရွှေကအခုနှစ်ဖေဖော်ဝါရီလဇန်ပိုင်းမှာမဲကောင်သတင်းဌာနမှာဖော်ပြတဲ့မှောက်ကိုလက်နဲ့ရောင်းချမှုသတင်းကြောင့်ခိတအနာပိခံခဲ့ရတော့လဲတိုင်းမွေးရထောက်ခံချက်နဲ့ပြူကောင်းဆောင်ပြန်ဖြစ်လာသူဖြစ်ပါတယ်။ဦးတန်းရွှေကစစ်ကောင်စီတောက်တိုင်ဖြင့်လှုပ်ဆောင်နေခြင်းသာမကဘဲ၎င်းကိုကြိုအတွက်အစမတန်ဈေးဖြင့်လက်နဲ့မှောက်ကိုရောင်းခြင်းအပြင်စစ်မှုထမ်းအတွက်လူအင်အားစုဆောင်းဖမ်းဆီးပေးခြင်းမိသားစုလာရောက်ညှိနှိုင်းတဲ့အခါတောင်းဆိုတဲ့ပမာဏရာမှာရှုံးအောင်မှဖမ်းဆီးထားသူများကိုလွှတ်ပေး တက်ကြောင်းသိရတယ်လို့သတင်းမှာဖော်ပြပါရှိပါရှင်။